ဝချင်းမကြတဲ့အလုံးမဲ့မင်္ဂလာပါဒါကတော့တောက်ကြတဲ့ညနေပိုင်းဂုတပတ်ရဲ့နောက်ဆုံးချိန်အတွက်ဒုတိယပိုင်းဒုတိယပိုင်းရတဲ့တွင်ကြော်နေထားနဲ့၃ချိန်ဆက်ဖြစ်နေကြရှိတဲ့တကွက်ကျွန်တော်တကွက်ပဲယူဆထားတဲ့ထိတ်ပိတ် break ကိုတည်ဆုံစေမှုရှိတဲ့ကနန်တကွက်အဲဒီမှာထွက်ထွက်ကနန်တော့ရေးဖို့မေ့သွားလို့တိတုံညမနက်ကပောက်ကွက်မပါဘူးညနေတက်တက်တော့ပါစေစူတောင်းပေးတယ်ဆိုတော့ဒါဒီတုံးလုံးကို ဒီသုံးလုံးကိုဒီလိုဖြစ်တယ်ဆိုရတာဒါရှစ်ထိပ်တလုံးအဲ့ဒီပုံစံတိုင်းပဲသူ့ရဲ့ဒုဝင်ကျော်ဒုတိယကျင်းမှာလည်းဒီသုံးလုံး၄ဒီသုံးလုံး၄ဒီလိုဖြစ်တယ်နှစ်ကျင်းဖြစ်ထားတယ်။သုံးကျင်းဆက်ဖြစ်ရင်ဒီသုံးလုံး၃ညဖြစ်ထားတယ်။ဒါကြောင့်ဒီလိုသုံးလုံး၃ညလို့ဖြစ်အောင်မဆိုရင်၄ထိပ်တလုံးဆက်ဖြစ်မှာဒီတိုင်းဆက်ဖြစ်ရင်၄ထိပ်ဆက်ဖြစ်မှာပြည်ကဘရိယူစားကဒီသုံးလုံးကဒီသုံးလုံး ငါဆိုရက၃ညပြိရှစ်ထိတ်နဲ့၃ညပြိဆိုရက၈ရှစ်နှစ်အဲ့ဒီပုံစံတိုင်းဒုတိယအကြိမ်မှာဒီ၃လုံးပေါင်းခြင်း၆ဒီ၃လုံးပေါင်းခြင်း၆ဆိုရက၃ပြိကိုထိတ်နဲ့၃ပြိဆိုရင်ဒါကိုလေးအဲ့ဒီတိုင်း၃ခြင်းကွတ်တိဆက်ဖြစ်ဒီ၃လုံးပေါင်းခြင်း၂ဒီ၃လုံးပေါင်းခြင်း၂ဆိုရင် တုံညာ break တုံညာ break ဖြစ်မှာလေးထိတ်နဲ့တုံညာ break ဆိုရင်6ပြည့်တလုံးမထက်လေး6ဒီလိုဆက်ပြင်မယ်ပြည့်တဲ့အခါသူကအဲ့ဒီအပိတ်တရားထိတ်နဲ့ break နဲ့ကန့်ညီမှုရှိအောင်ထက်ပစ်ထားတဲ့အပိတ်တရားဒီပုံစံလေးကကွတိကြားသေးတယ်ဒီသုံးလုံးနှစ်နှစ်ပိတ်ဒီသုံးလုံးလေးလေးပိတ်ဒီသုံးလုံး6 6ပြင်ဆိုတော့ဒီလိုကွက်တီကြနေတာဆိုတော့ဒါ3ချိန်ဆက်ဖြစ်ရင်ဒါ6တက်တကွက်6ထိန်6ပြင်နဲ့3ညပရိတ်6ဆိုတဲ့ကနက်တကွက်ဆက်ဖြစ်မှာဆိုတော့မနက်ကနက်က13ညတိတုံညာဆိုတဲ့အခါမပေါင်းတစ်တလုံးကတော့ထွက်သွားပြီ၈နဲ့တစ်ဒီ၄ရက်အတွင်းမှာ၈နဲ့တစ်ပေါ်နေချင်းရှိတယ်ဆိုပြီးတော့ယူဆထားတာဟာတစ်ပေါ့ ပြီးတော့ပထမပိုင်းမှာပြောခဲ့တယ်မနေ့ပိုင်းမှာတစ်တစ်ကြတော်ရှိမကြတော်ရှိညနေပိုင်းမှာဒီတစ်ပါတဲ့ခဏနဲ့တေဟုတ်ထပ်ပြီးတော့ရွေးပေးတယ်ဆိုတော့ဒီမှာဒါကတော့တကွက်ကောင်းဖြစ်နေကြီးလေးချဒီတစ်ခါမှာတော့နောက်ထပ်တကွက်ကောင်းဖြစ်နေကြတခုသူကတုံးချက်ရိုက်နဲ့ break နဲ့စုံစည်းပြီးတော့ quit တကြတယ် ီ break ယူဆမှုကိုတိုင်ထပ်ပြီးတော့ယူဆတယ်ဒီသုံးလုံးကဒီသုံးလုံးကသုံးရ break ဒီသုံးလုံး6ဒီသုံးလုံး6သုံး break အဲ့ဒီတိုင်ဆက်ဖြစ်ဒီသုံးလုံး2ဒီသုံးလုံး2ဆိုရင်သုံးရ break ဒါသုံးရ break သုံးရ break နဲ့ကွတ်တီဆုံစင်းမှုရှိမယ်သုံးချက်ရပုံစံဒါပထမယူဆထားတာဒါသုံးရ break နဲ့ထိပ်ပိတ် break ဆုံစည်းထားတယ်၄6 ြည့်တဲ့ခါတားနောက်ထပ်နောက်ထပ်သုံးရပြိမ့်နဲ့ဖြစ်နေကြီးတကွက်သူကဒီလိုဒီသုံးလုံးပေါင်းခြင်းခွန်ဒီသုံးလုံးပေါင်းခြင်းခွန်ဆိုလိုတာဒီလိုဖြစ်တာဆိုတော့ပထမဒီသုံးရ၅နှစ်ဆိုတော့သုံးလုံးပေါင်းခြင်းခွန်ဒီလိုနှလုံးပေါင်းခြင်းခွန်နှလုံးပေါင်းခြင်းခွန်ဆိုပြီးဒီခွန်သုံးချက်သုံးလုံးပေါင်းခြင်းခွန်ဟာနှလုံးပေါင်းခြင်းခွန်နှစ်ခုဖြစ်ပြီးတော့ထိတ်ပိတ်ထိတ်ပိတ်ဝင်ပြီးတော့ ပြိဿနဲ့ကွက်တီဆုံးစီးသွားတယ်။ရှင်းနှစ်အဲ့ဒီအတိုင်းပဲဒုတိယဒီမှာ၄၅၈၃၃လုံးပေါင်းခြင်းခွန်အဲ့ဒီခွန်ကလည်းဒီမှာ၈ကိုနှလုံးပေါင်းခြင်းခွန်၃၄နှလုံးပေါင်းခြင်းခွန်ဒီလိုခွန်၃ချက်နဲ့ဝဋ်ထိတ်၄ပိတ်ဖြစ်ပြီးတော့၃ပြိဿနဲ့ကွက်တီဆုံးစီးသွားတယ်။အဲ့ဒီအတိုင်း 3ချိန်ဒီပုံစံအားလည်း3ချိန်ဆက်ပြတ်မယ်ဆိုရင်ဒီ3လုံးပေါင်းချင်းတန်ဖိုးက၄ဒီ3လုံးပေါင်းချင်းတန်ဖိုး၄ဟာလည်းအပေါ်2ချိန်ဖြစ်ခဲ့တဲ့အတိုင်းဒီ2လုံးပေါင်းချင်း၄ဆိုရင်ဒီ2လုံးပေါင်းချင်း၄ဒီလိုဒီ၄ရက်နဲ့တုတ်ချက်ဆက်ရိုက်တော့မှဆိုရင်၎င်းပေါင်းခြင်း၄ဖြစ်ဖို့အတွက်၈ထိတ်၎င်းပေါင်းခြင်း၄ဖြစ်ဖို့အတွက်နှစ်ပိတ်၈ထိတ်နှစ်ပိတ်နဲ့၃ညပြိတ်ကွတ်တီဆောင်စည်းနေတာ ဆိုတော့ဒါကလည်းတကွက်ကောင်းဖြစ်နိုင်ခြင်းပဲရှင်းနေတုံညာ break နဲ့ဒါ take bait break ကွတ်တီကြတယ်၄၆၃ချက်ရိုက်၃ချက်ရိုက်နဲ့ break နဲ့ကွတ်တီဆုံးစည်းမှုရှိတယ်ရှင်းနေဒီလိုဒါနှစ်ကွက်ဖြစ်သွားမယ်ပြီးနောက်တစ်ကွက်ကျန်သေးတယ်ဒါကတတိယမြောက်တစ်ကွက်တတိယမြောက်တစ်ကွက်ကိုတော့ဒါ၃ချက်၃ချက်ကိုလှလှပပရိုက်ဒီတော့လုံးပေါင်းချင်းခွန် ဒီသုံးလုံးပေါင်းခြင်းခွန်ဒီသုံးလုံးပေါင်းခြင်းခွန်ဆိုပြီးတော့သုံးလုံးပေါင်းခြင်းတန်ဖို့ခွန်နဲ့သုံးချိန်ဖြစ်တယ်ဆိုတော့ဒါကိုရှင်းမှလည်းတဝက်တစ်ပြက်ယူဆခဲ့ပြီပေါ့သူကတော့ရှင်းနေလို့ထွက်တယ်ဒီမှာအဲ့ဒီတိုင်းလိုက်တယ်ဆိုတော့သူကဒီမှာဒီသုံးလုံးပေါင်းခြင်းခွန်ဒီလိုနှလုံးပေါင်းခြင်းခွန်လို့ဖြစ်တယ်ရှင်းတယ်အဲ့ဒီသုံးလုံးပေါင်းခြင်းခွန်ဒီနှလုံးပေါင်းခြင်းခွန်လို့လည်းဖြစ်တယ် ဒီလိုယူဆဒါဆိုရင်၈တိနှစ်ပိတ်ဒုတိယအကြိမ်သူ့အတွက်ပြင်ကြောင်းပါလေဒီဒုတိယ၃လုံးပေါင်းခြင်းခွန်နှလုံးပေါင်းခြင်းခွန်လို့ဖြစ်ဒီလိုဖြစ်တယ်လို့ယူဆတိုင်ပေါ့ဒါအပေါ်နှစ်ကြိမ်ပါ၃လုံးပေါင်းခြင်းခွန်ကနှလုံးပေါင်းခြင်းခွန်ဆိုပြီးတော့ဖြစ်တယ်၉ခုအဲ့ဒီ၃လုံးပေါင်းခြင်းခွန်နောက်ထပ်တစ်ခွန်၃လေးဆိုပြီးတော့ဒီလိုဖြစ်တယ်ဆိုတော့ခွန်၃ချက်ရိုက်ခွန်၃ချက်ရိုက်ပြီးတော့ထိတ်ပိတ် တပြိုင်တည်းဖြစ်သွားတာအပေါ်နှစ်ကြိမ်ဖြစ်ထားပြီခွန်၃ခွန်ကလည်း၃ကြိမ်ဖြစ်ထားတယ်အပေါ်နှစ်ကြိမ်ကအဲ့ဒီခွန်နဲ့၃ချက်စီရိုက်ပြီးတော့ကနန်းတစ်လုံးပုံပေါ်တယ်ဆိုတော့၃ကြိမ်အဲ့ဒီတိုင်းကွက်တီဆက်ပြီးတော့ယူဆရင်ဒီ၃လုံးပေါင်းခြင်းခွန်ဒီ၄လုံးပေါင်းခြင်းခွန်လို့ဖြစ်ဒါဆိုရင်တစ်ထက်ဒီ၃လုံးပေါင်းခြင်းခွန်ကအပေါ်နှစ်ကြိမ်ဖြစ်ခဲ့တဲ့အတိုင်းဒါယူဆမှုအတိုင်း ဒီနှလုံးပေါင်းကြီးခုံလို့ထပ်ဖြစ်ဒါဆိုရင်ငါပိတ်တင်းငါလို့ဖြစ်ခွန်တောင်းချိန်ဟာခွန်ခွန်တောင်းချိန်ဟာတုံးချက်စီဒီလိုညင်ညံ့ညံ့တုံးချိန်ဆက်ရိုက်သွားမှာဆိုရင်တင်းငါတစ်ချိန်ငါပိတ်ဖြစ်မှာဆိုတာမနက်ကနားလည်းထဲပါစီမင်းမင်းနေပြီးတော့ပြီးတော့ဒါဒီတင်းငါဆိုတဲ့ကနန်းကိုဒါဒီတကွင်းကျော်အနေထားနဲ့တော့အဲ့ဒီအဲ့ဒီဇက်ွက်မှုဖြစ်နေတဲ့ယူဆလို့မရဘူးသူက နှစ်ကွင်ကျော်အနေထမ်းနဲ့ယူဆလို့ရတယ်။သူကဒီလိုဒီမှာတင်ကပြည့်တက်ကရှင်းမှာတကွက်ကောင်းနေနဲ့ယူဆလို့ရထားတယ်၄6ရှင်းနှစ်ဒါမျိုးတွေရှိဒီမှာပြည့်တက်ကသူကဒီလို26 26နှစ်ကွင်ကျော်မှာ83နှစ်ကွင်ကျော်မှာကြာမှာအခုကြာကွင်ဆိုတော့ဒီမှာသူက26ကဒီလိုဖြစ်သွားတယ် ဒီသုံးလုံးပေါင်းခြင်းငါဒီလိုသုံးလုံးငါဆိုတာတကယ်တမ်းကျတော့ရှင်းနှစ်နှလုံးပေါင်းသုံးည၄၆နှလုံးပေါင်းသုံးညဒီလိုမနေ့အပိတ်ညနေထိတ်ပေါင်းပေါင်းခြင်းနဲ့မဟိုအပေါ်ခြင်းကထိတ်ပိတ်ဒီလိုပေါင်းတာပေါ့ရှင်းနှစ်၄၆တုံညတုံညတံပိုးတူတဲ့ပုံစံမျိုးနဲ့တံပိုးတူနဲ့ကဏ္ဍထွက်တဲ့ပုံစံမျိုးဆိုတော့သူကဒီတင်းကဆိုတဲ့ကဏ္ဍ ဒီလိုရေးဆမှာဆိုတော့ကွက်တီကြတယ်။သူကဒီလိုဒီမှာသူအောင်နှစ်ကွင်းကျော်ဒါကတော့နှစ်ကွင်းကျော်နဲ့မှကွက်တီလာဆုံးတယ်။ရှစ်တုံးဆိုရကနနှစ်၆ရဲ့နှစ်ကွင်းကျော်မှာကြားထားတဲ့ဒီရှစ်တုံးဟာဒီသုံးလုံးပေါင်းခြင်း6ဒီသုံးလုံးပေါင်းခြင်း6ဆိုရကရှစ်တုံးဖြစ်သွားတာအခုဒီမှာတင်ငါလို့ယူဆထားတဲ့ကနလည်းဒီသုံးလုံးပေါင်းခြင်း6ဒီသုံးလုံးပေါင်းခြင်း6 ဒီလိုတိုက်ဆိုင်မှုတွေရှိနေတယ်။ဆိုတော့ဒါတကွင်းကျော်မှာယူဆလို့ရတဲ့ဆက်ပွဲမှုဖြစ်နေခြင်းနဲ့ဒီခွန်သုံးချက်နဲ့ထိပ်ပိတ်တပြိုင်တည်းဖြစ်မဲ့ကနဟာကွတ္တိဆိုစဉ်မှုရှိတယ်။တင်းကဒီတင်းကအကျိုက်ဆုံးပဲပြောရလို့ရှိရင်ဒီ၄၄၆ရှစ်နဲ့လည်းကောင်းတာပဲ။ပြီးတဲ့ခါသူကဒါမျိုးလည်းဖြစ်ခြင်းဖြစ်သွားဒီကကဏ္ဍ၃လုံးကထိတ်၃လုံးပိတ်၃လုံးဒါရီရလည်းဒါ တနှစ်တင်းငါရှိပြီသားဆိုတော့တချောက်တနှစ်နဲ့တချောက်ကပထမဖန်ယူဆမှုတွေမှာရှိပြီသားပြိရကတာ၄ထိတ်နဲ့ဆိုရင်၄၆ကထပ်ပြီးသားဆိုတော့ဒါ၄နှစ်တင်းငါဒါမျိုးတွေလိုက်တာပေါင်းစားမယ်ဆိုပေါင်းစားလို့ရတယ်အဲ့ဒါကြောင့်ထပ်ပြလိုက်တာနောက်ဆုံးပိတ်အချိန်မို့လို့ထိုးချင်ရင်ထိုးဒါဖြစ်နေဖြစ်နေချင်ရှိတဲ့များလေးတွေကိုကျွန်တော်ယူဆပေးလိုက်တာ ပြည့်ခါဒီမှာရှစ်ထိတ်နေဆိုရင်ရှစ်နှစ်ကရှိပြီးသားရှစ်ရှင်ကရှစ်ချောင်းဒီရှင်ကဆိုတဲ့ကဏ္ဍဟိုလိုလက်တွေ့ဒီလိုလက်တွေ့ဆိုတဲ့ကဏ္ဍပဲဆိုတော့ထက်ရထုတ်ဒီလောက်ထိဖြစ်နေချင်များနေတဲ့ကဏ္ဍဆိုတော့ဘီဒီလိုလေးတွေဒါကတော့နောက်ဆုံးတိုင်းယူဆလို့ရထားတာလေးတွေလေးချောင်းတကွက်ကောင်းဖြစ်နေချင်ရှိတယ်ရှစ်နှစ်တကွက်ကောင်းဖြစ်နေချင်ရှိတယ်တင်းကတကွက်ကောင်းဖြစ်နေချင်ရှိတယ်အဲ့ဒီလိုတကွက်ကောင်းသုံးကွက်ကမဟုတ်ခဲ့ပဲနဲ့ ဒီတော့ဘက်ကယောသမမွေပြီးတော့ဖြစ်သွားမယ်ဆိုရင်လည်းဒီလိုမျိုးတွေဖြစ်နေကြရှိတယ်ဆိုတော့ယူဆထားတဲ့အတိုင်းဖြစ်ပါစေကိုကောင်းမထင်တော့ရရွေးချယ်တော့ပါကွတ်တီတို့ပါစေဆုတောင်းပေးပါတယ်ကျွန်တော် channel ကို subscribe လုပ်ထားရတယ်လို့လုပ်ထားခြင်းလည်းဆိုရင်လုပ်ထားပေးပါဖြစ်နိုင်မယ်ဆိုရင် VPN ခံပြီးတော့ကြည့်ပေးပါတိတ်တိတ်ချာချာနားလည်အောင်ကြည့်ပြီးတဲ့အခါမှာရွေးတော့ပါနောက်ဆုံးပိတ်အိမ်နဲ့လွန်နိုင်ပါစေဆုတောင်းပေးပါတယ်